်္ဂလာပါဖြောင်းမရတဲ့ဗီဇဆိုတဲ့သင်ကန်းစာပုံပြင်လေးကိုကြောပြခြင်းပါတယ်ဗီဇဆိုတာဖြောက်ရခက်တယ်တခါလုံးကမြချောင်းလေးချမ်းရံနေတဲ့ကျွန်းကလေးတစ်ခုမှကင်းမိောက်တကောင်ကသူနေတဲ့ကျွန်းကနေမြစ်တစ်ဖက်ကနောက်ကျွန်းပေါ်မှာဘလို့များစိမ့်နှန်းနေမလဲလို့အမြဲတွေးပြီးတော့နောက်ကျွန်းကိုသွားချင်တဲ့စိတ်တွေကပြင်းပြနေတာပေါ့ဒါပေမဲ့ကင်းမိောက်ကရေမကူးတတ်တော့မြစ်ကိုဖြတ်ဖို့အခက်အခဲဖြစ်နေတယ်လေ တနေ့တော့မြကန်းဆက်မှာငိုကြွေးရင်းလမ်းလျှောက်နေတော့ရေအေးအေးမှာရေစိမ့်နေတဲ့ဖားတက်ကောင်ကိုတွေးလိုက်တော့ကင်းမိကောင်ကချင်းပဲအကြံတစ်ခုရသွားတာပေါ့အပြေးကလေးသွားပြီးစကားသွားပြောတာပေါ့ကျေးဇူးပြုပြီးကိုရွှေဖားကြီးရေကျွန်တော်ကိုခမရရဲ့ကြောပေါ်တင်ပြီးဒီမြစ်ကျယ်ကြီးကိုကူးပြီးတော့ဟိုဘကန်းကိုပို့ပေးပါလားဗျာခမရရဲ့ကျေးဇူးကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူးလို့ပြောလိုက်တယ်ဖားကြီးကမျက်လုံးကြီးဖွင့်ပြီးတော့ ပြန်ပြောတယ်ဟာဘယ်ဖြစ်မလဲကွာမင်းကငါကြောပေါ်တင်မင်းရဲ့အစိတ်ပြင်းတဲ့အစွဲနဲ့ထိုးလိုက်ရင်ငါရင်နစ်ပြီးတည်သွားမှာပေါ့ဒါကိုမင်းမသိဘူးလားကိမီကောက်ကြည့်啊အဲ့အချိန်မှာချက်ချင်းပဲကိုရွှေဖားရဲ့အဲ့ဒီလိုလှုပ်เสียရလားဗျာခမားလိုကျေးဇူးရှင်ကိုဘယ်လိုလုပ်ထိုးရပါမလဲနောက်ပြီးခမားကိုအစွဲနဲ့ထိုးလိုက်လို့ခမားရင်နစ်တည်ကျွန်တော်လည်းရင်နစ်တည်ပါလေကျွန်တော်ကရေမမကူးတတ်တာ ခမားတိပါတယ်လေကျွန်တော်အသက်ကိုတော့ကျွန်တော်ချစ်တယ်ဗျအဲ့အချိန်မှာကိုရွှေကိုရွှေဖားကစဉ်းစားပြီးတော့ဟွန်းဟုတ်တော့လေဟုတ်နေပါပြီတဲ့သူပြောတာလည်းမှန်တာပဲတဲ့သူ့ကိုသူတော့ရင်းနှစ်သိခံပြီးငါ့ကိုအစွန်းနဲ့ထိုးစီရအကြောင်းမရှိဘူးလေသူ့အတွက်လည်းအကျိုးမရှိဘူးကင်မီကောက်စီကနေပြီးတော့ဂတိကဝတ်တီတောင်းပြီးတော့ဖားကြီးကဟိုပကန်းကိုပို့ဖို့အတွက်သဘောတူလိုက်တာပေါ့ဒါနဲ့ကိုရွှေဖားကြီးက ကောင်းပြီကွာငါကြောပေါ်ကိုတက်လိုက်ဆိုကင်မီကောက်ကလည်းအဲ့ချိန်မှာဝန်တာအာနဲ့ဖားရဲ့ချောမွနေတဲ့ကြောကိုတက်လိုက်တာပါပေါ့ဒါနဲ့ဖားကြီးအားကင်မီကောက်ကိုကြောပေါ်တင်းပြီးတော့ရေစီးတန်နေတဲ့မြစ်မှာသူ့ကိုယ်သူရေပေါ်ပေါ်အောင်စူးစားပြီးတော့မြစ်ကိုခက်ခက်ခဲခဲကူးဖို့စတင်စူးစားနေတာပေါ့ရေလိုင်းတွေကလည်းသူတို့နှက်ကောင်းကိုညှို့ချဖို့လာရိုက်နေတယ်လို့ပါပဲ မြင့်လေကောင်ကိုရောက်တဲ့အချိန်မှာတဲ့ကင်မီကောက်ရဲ့စိတ်ကထူးဆန်းတဲ့စိတ်တစ်ခုကိုဝင်လာတော့တာပေါ့သူ့ရဲ့ဗီဇာဆိုးကြီးကသူ့ကိုတွန်းအားပေးနေပြီလေထိုးလိုက်ထိုးလိုက်ရင်ဘလို့နေမလဲနောက်ဆုံးတော့သူ့ကိုသူထိန်းချုပ်နိုင်ဖို့မနိုင်တော့ဘူးပေါ့ဖားကြီးရဲ့ကြောမှာဆူးရှားပြီးပြင်းထန်တဲ့နာကျင်မှုတစ်ခုကိုခံစားလိုက်ရတယ်အာဟိတ်ကောင်ဘာလုတ်လိုက်တာလဲဖားကနာကျင်တဲ့အတန်နဲ့អော်လိုက်တယ် နောက်ကိုအตาလှည့်ကြည့်လိုက်တော့ခင်မီကောက်ကအစိတ်ရှိတဲ့အဆွဲကိုဟားရဲ့နောက်ကြောကနေဆွဲထုတ်လိုက်တာတွေးလိုက်ရတယ်။နာကျင်ပြီးဒေါသထွက်နေတဲ့ဖကအော်ပြောလိုက်တယ်။ဟဲ့ကောင်မင်းဘာလုပ်လိုက်တာလဲ။မင်းမထိုးဘူးလို့ငါ့ကိုဂတိပေးထားတယ်မဟုတ်လား။အခုငါရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်တွေပြန့်နေပြီ။ငါတည်ရင်မင်းလဲတည်ရမှာမင်းမကြောက်ဘူးလား။အဲ့ဒီအချိန်မှာကင်မီကောက်ရဲ့မျက်လုံးထဲမှာနောင်တရနေတဲ့အရေးရောက်မျိုးကိုမြင်ရပြီးမြဲ သူ့ရဲ့အဖေကိုတော့လုံးဝမျှော်လင့်မထားဘူးတကယ်တော့ခမားတင်ကျွန်တော်လဲတေမာပဲဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့တခြားတတဝါတကောင်းလေးကို တွေ့ရင်အစွေနဲ့ထိုးတတ်တဲ့ဒီပီဇာကြီးကို ကျွန်တော်ဖျောက်လို့မရလို့ပါတဘာဝတရားကြီးကို ကျွန်တော်မခံနိုင်ဘူးတဲ့ဖားကြီးရဲ့ခန္ဓာကိုယ်ကြီးကအစိမ့်တင်ပြီးအပြတ်သွားတယ်ကင်မီကောက်လေဖားကြီးရဲ့ကြောဘောကနေလွတ်ကျသွားပြီလေ နှစ်ကောင်လုံးကမြင့်အောင်ချင်းမနိမ့်မြုပ်သွားကြတာပေါ့ဘသူမှအသက်ရှင်မကြံခဲ့ဘူးရဲ့ဒီပုံမြင်လေးကဘာကိုသင်ခန်းစာပေးခြင်းလဲဆိုရင်တနာလို့ကုညီပေးလိုက်တယ်ပြီးတော့ဒုက္ခပေးတယ်ဗီဇာမဖြောင်းနိုင်တဲ့လူတွေနဲ့နီးစပ်မိရင်ကုညီတဲ့သူပါဒုက္ခရောက်တတ်တယ်ဒါပေမဲ့ကိုချင်းစာတဲ့စိတ်ကိုအပြည့်အဝမစွန့်လွတ်လိုက်ပါနဲ့ကိုကိုကိုကာကွယ်တတ်ဖို့လဲတတိထားပါလို့တတိပေးခြင်းနာပါ နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ